ားလုံးဝမင်္ဂလာပါဒီနေ့မှဝေဝေချင်တာကတော့စိတ်ကိုတည်လာနဲ့ထုံမွချင်းဆိုတဲ့ခေါင်းစဉ်လေးမျိုးဖြစ်ပါတယ်။ဟန်ခေါင်းစဉ်ရအောင်မှာဆိုလို့ချင်းကျမတို့လိုမျိုးအကျိုးကျေးဇူးတင်ရတယ်ဆိုတဲ့အကြောင်းကိုနည်းနည်းလေးကျမတည်တလောက်ပြောပြချင်ပါတယ်။မဟုတ်ပါတည်လာနဲ့စောင့်ရနေဆိုလို့ချင်းစိတ်ကိုကျမတို့ကတည်လာနဲ့ထုံမွနေဆိုတဲ့အတိတ်ပြရပါတယ်။ဒီမှာအဥပတည်လာနဲ့စောင့်နေဆိုလို့ချင်းအနည်းဆုံး ရှိပါတီလာကို တီလာဆောက်တယ်လိုက်တဲ့အချိန်မှာတီလာဆောက်တဲ့အချိန်မှာ ကျမတို့မှငါးပါးတီလာအနေနဲ့ပြရမယ်ဆိုလို့ရှိရင်ပါတာတိပါတာသူတပါအတက်ကိုမတက်ဘူးပေါ့နော်အဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျမတို့ရဲ့အဆက်အတန်းကအရိယာသူတို့စင်နေနဲ့ဆောက်ထိုင်းတဲ့အဆက်အတန်းနဲ့တူတူပဲဖြစ်လာပါတယ်။ဘာလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကျမတို့လေသူမြအတက်ကိုမတက်တယ်လို့အရိယာသူတို့စင်နေကလေသူမြအတက်ကိုမတက်ဘူး။အဲ့ဒါရှိတဲ့အတွက်ကျမတို့ ဥပဒေလာတောင်းနေဆိုတာအရိယာသူတို့စင်းနေကျင့်တဲ့အကျင့်ဥမာယဟန်တာတို့ဘုရားရှင်ကိုတို့များတုံနေကျက်တဲ့အကျင့်ပေါ့နော်အဲ့လိုမျိုးတန်းတူဖြစ်သွားတဲ့တရားကျမတို့ကိုယ်စိတ်ကိုကိုယ်တတ်နိုင်ဆုံးတိလာနဲ့ မထုံမထားခြင်းချိန်မှာကိုတီလာစောင့်ထားတယ်ယူထားတယ်ဆိုပြီးတော့ဒီလိုမျိုးအလန်းအတမနေရွေးနဲ့ကိုရဲ့တီလာပေါ့နော်ကိုဒီမှာငါးဘတ်တီလာယူထားတယ်အဲ့ဒါကိုတစင်းစီတွေ့ပြီးတော့ငါဒီနေ့ငါးဘတ်တီလာယူထားတယ်ငါတကယ်ပဲဟိုပေါ့နော်ချိန်တိုင်းတတိငါဒီပဲခုချိန်ခုလက်ချင်းအချိန်ဒီပဲငါဟိုပေါ့နော်သူတစ်ပတ်အတက်ကိုလည်းမတက်ဘူး သူများဥစ္စာကိုလည်းငါမခိုးဘူးငါဖြူစင်နေသေးတယ်ခုလက်ရှိအချိန်ကြီးတီလာကိုဆင်ချင်ပြီးတော့ကိုကတော့ပြိုပြီးတော့အဲ့လိုမျိုးပြိုချင်တဲ့စိတ်နဲ့တီလာကိုထုံမွန်းခြင်းပဲဖြစ်ပါတယ်နမတ်နှစ်ကကြာလို့ရှိရင်ဗုဒ္ဓမြတ်စွာဘုလိုဟောတာလေဆိုလို့ရှိရင်ကျမတို့တုတ္တရှိရမယ်လို့ဟောပါတာတုတ္တဆိုတာတင်ရှင်တစ်မျိုးဖြစ်ပါတယ်တင်ရှင်တစ်မျိုးဖြစ်တင်ရှင်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ကျမတို့ အလောကကြီးမှာပေါ့နော်ဖယားနဲ့ပြစ္ဆေကဗုဒ္ဓကလွေးပြီးလို့ရှိရင်ကြံတဲ့လူတွေဘသူမဆိုသင်ယူပြီးမှကျမတို့ကတုတ္တဆိုတဲ့ဟာကိုဘုဒ္ဓတကိုရတာဖြစ်ပါလေဖယားနဲ့ပြစ္ဆေကဗုဒ္ဓကလွေးလို့ရှိရင်မတင်မင်းနဲ့တတ်တဲ့လူဘသူမှမရှိပါဘူးရှင်အဲဒါကြောင့်ကျမတို့တုတ္တရှိအောင်လုပ်ရပါမယ်အမ်ကြာနာတယ်ကြာနာပြီးတော့ကျမတို့လက်တွေ့လောက်ရမှာပေါ့နော်နံပါတ်3ကကြာလို့ရှိရင်ကျမတို့စာကရှိရမယ်စာကဆိုတာကပြေကန်ရေရတာဥပမာအနေနဲ့ဟို ငါတာချင်းတူနေရအောင်မှာကိုကကြလို့ရှိရင်ငါပြောသည့်နှလုံးရှိတယ်ဥမာအာကိုစားရှင်တယ်လို့သူလေးစားရှင်မှာပဲစားလုံးငါပြန်နေတဲ့လူတွေကို ကိုချင်းစားပြီးတော့လိုမျိုးကျွေးတာဒါဟာဆိုတာလှူတဲ့စီကိုပဲရောက်တယ်ပေါ့နော်ဟုတ်တယ်လေကျမတို့ဟိုကမလှူဘင်းနဲ့တော့ဘယ်မှမရောတကယ်တမ်းကျတော့ဟိုမရှိလို့မလှူမလှူလို့မရှိဟိုမျိုးကတိုင်းခင်းနေမှာဘာကြီးညာကြီးလုံနေမှာအဲ့လိုမျိုးမဟုတ်ပါဘူးကိုစားတဲ့အခြေခံကိုတတ်နိုင်တယ်လို့ကိုနဲ့တူတော့ခောက်ရောက်နေတဲ့လူတွေကိုတတ်နိုင်တယ်လို့ကိုချင်းစားစိတ်လေးနဲ့စားက စေတနာလေးထားပြီးတော့ပေးကမ်းတာလေးဒါလူရံရောက်ပါလေစိတ်ထားတိုင်းမြတ်ပါတယ်ဘောနော်ညောင်ပိန်းလောက်လူပြီးမယ်ညောင်စည်းလောက်မရတာရှိတယ်လို့ညောင်စည်းလောက်လူပြီးမယ်ညောင်ပိန်းလောက်ရတာလေးရှိပါတယ်နံပါတ်လေးအနေနဲ့ကကျွန်တော်တို့ကပညာပညာဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်လောက်တဲ့တာနဲ့မလောက်တဲ့တာကိုခွဲခြားသိတာကိုပညာလို့ခေါ်ပါတယ်ဟိုလောက် တဲ့တာကို မရှောင်တာလေဒါမှားရင်ချက်တမျိုးဖြစ်ပြီးတော့မလုတ်တဲ့တာကိုလုတ်တာလေဒါရှုံရင်ချက်တခုဖြစ်ပါလေတရားမှမကောင်းပါဘူးအဲဒါကြောင့်ပညာသင်ယူရဲဆိုတဲ့ကလေးကကျမတို့လုတ်တဲ့တာနဲ့မလုတ်တဲ့တာကိုခွဲခြားသိဖို့သိတာကိုပညာလို့ခေါ်ပါတယ်ကဲအခုဘုရားရှင်ဟောထားတဲ့အတွက်ကြောင့်အတိုင်းပဲကျမတို့ဆွမ်းအားရှိတဲ့စိတ်ဖြစ်အောင်ဆိုလို့ရှိရင်သူတို့ကဥစ္စာရဏခဏပါဆိုတဲ့အကြောင်းပြမလို့လားတတ္တာတိလတုတ္တဇာကာ ညာဆိုတဲ့သူတို့ကသာယတနာခဏပါအဲ့ဒီစာကိုဖြစ်စေပြလိုက်ပြီလို့ရှိရင်ဖះကပြောတယ်ဆူတောင်းနေစာမလိုဘူးတဲ့အဲ့ဒီတတ်တာတိလတုတ်တာစာကပညာဆိုတဲ့သူတို့ကဥစားခဏပါပြည့်လာပြီဆိုလို့ရှိရင်ဆူတောင်းနေစာမလိုဘူးသူကသူပြည့်လာမှာပဲဖြစ်ပါတယ်ကဲအားလုံးပဲကျမ်းမာပျော်ရှင်တဲ့နေ့ရက်လေးကိုဖိုက်ဆိုင်နေကြပါစေရှင်ဘိုင်ဘိုင်